ပါဗျာထိုင်လို့ရပါเนาะဘုန်းကြီးပြောတဲ့တရားစကားလေးနားရဲဝင်ဖို့ပဲအရေးကြီးပါလေဒီကနေ့1386ခုနှစ်တပေါင်းလာဆန်း10ရက်8ရက်3လ2025ထိုင်းနိုင်ငံဘန်ကောက်မြို့ဧကချိုင်ရက်ွက်မှာကျင်းပပြုလုပ်တဲ့ဘုန်းကြီးတို့ရဲ့ဓမ္မသဘင်ကိုညာချမ်းကာလထိုင်းဆန်တော်ကြီး9နိုင်ကြီးဒီမှာစတင်ကျင်းပကြပါဘူးဟုတ်ပြီလားเนาะ ဘုန်းကြီးတို့ဗုဒ္ဓဘာသာဝင်တွေဆိုတာကတော့မိဘနှစ်ပါးကဗုဒ္ဓဘာသာဝင် ဖြစ်လာရင်ဖြစ်ခဲ့ရင်မွေးလာတဲ့သားသမီးတွေဟာလည်းအလိုလိုနည်းနဲ့ဗုဒ္ဓဘာသာဖြစ်တယ်ဘလို့အခမ်းအနားပွဲလမ်းတပင်းကြီးမှလုံနေစရာမလိုဘူးမိဘနှစ်ပါးကဗုဒ္ဓဘာသာဝင် ဖြစ်ရင်မွေးလာတဲ့သားသမီးတွေအလိုလိုနည်းဖြစ်တယ်မိဘနှစ်ပါးကဗုဒ္ဓဘာသာဝင်မဟုတ်ခဲ့ဘူးမိမိကြမှာ ဗုဒ္ဓဘာသာဝင် ဖြစ်ချင်ပါတယ်ဆိုရင်ဘယ်လိုလုပ်ရမလဲမေးရင်ဘာမှအထူးဆန်းနေဘယ်ဖះเจ้าနေဘယ်ဘုန်းကြီးတွေစီမှာတွားနေเสียမလို့ပါဘူးလက်အိုလေးချီတကယ်ရန်ကိုစိတ်ထဲကနှစ်နှစ်ကာကာနဲ့စကလုံးလေးသုံးလုံးကိုတော့ဆိုရလိမ့်မယ်နံပါတ်1ကဗုဒ္ဓံတရဏံကိစ္ဆာမိဖះကိုယုံကြည်ကိုးကွယ်စိတ်ကပ်ပါတယ် ဓမ္မန္တရဏကိစ္ဆာမိအဲ့ဒီဗုဒ္ဓမြတ်စွာဘုရားဟောကြားသွားတဲ့တရားတော်တွေကိုနှစ်နှစ်ကာကယုံကြည်ကိုးကွယ်ရှိကပ်ပါတယ်။တန်ခံတရဏကိစ္ဆာမိအဲ့ဒီတရားတော်တွေကိုခဏချင်းတည်းအောင်လက်ဆင့်ကမ်းပြီးတည်ဆောင်းလာကြတဲ့တန်ဃာတော်ရှင်မြတ်တွေကို နှစ်နှစ်ကာကယုံကြုံကြည်ကြည်နဲ့ကိုးကွယ်ရှိကပ်ပါတယ်လို့၃မျိုးကို၃ခေါက်၃၃နေကြတော့ဘယ်လောက်လဲ၉ ကိုးချိန်ရုပ်ဆူလိုက်တာနဲ့ဒီပြိုင်နဲ့အဲ့ဒီပုဂ္ဂိုလ်ကဗုဒ္ဓဘာသာဝင် ဖြစ်တယ်ဗျာဘဲမှသွားနေစရာမလိုဘူးဘဲဆရာတော်ကြီးစီမှသွားနေစရာမလိုဘဲဖះရောင်းမှသွားနေစရာမလိုအလိုလိုနေကိုဗုဒ္ဓဘာသာဖြစ်တယ်ဘာဖြစ်လို့လဲမြို့ပြီးတော့ဗုဒ္ဓဘာသာကအခမ်းအနားတွေကိုတိတ်ပြီးတော့အလေးနဲ့မထားဘူးမိမိရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့စိတ်ကိုပဲအလေးနဲ့ထားတယ်အဲ့ဒါမှတ်ထားလူမြင်သူမြင်ဖော်ရှိုးဖို့ နော်စာလိုသုံးတော့ပကာတနာဆိုတဲ့စကားလုံးလေးကိုကြားဘူးကြလိမ့်မယ်သူတို့လုံနေတာတွေကပကာတနာတွေပါတော်ဆိုပြီးတော့သူတို့ချင်းချင်းအမျိုးသမီးတွေအထူးအဖြစ်မေးငေါ်လေးရှိတယ်ပကာတနာဆိုတာပါဠိစကားဗမာလိုပြောလိုက်ရင်တော့အပေါ်ယံပဲလို့အဓိပ္ပာယ်ထွက်တယ်အင်္ဂလိပ်လိုပြောရင်တော့ for sure ပေါ့အဓိပ္ပာယ်နော်အဲ့ဒါမျိုးတွေလုံးဝဗုဒ္ဓမြတ်စွာကသဘောမကျဘူးသဘောမကျဘူး ကြာတွေ့ဘူးကြမှာဘောဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့သားတော်ရှင်ရာဟုလားရှင်ရာဟုလားเนาะကိုရင်ဟုတ်တယ်ဘာမြင်မှလည်းမပေါ့ဘာဆင်မှလည်းမပေါ့ဘသူကမှလည်းခေါင်းမော်ရွက်တဲ့ပြီးတော့ကိုးနောက်ကန်ပန်းနောက်ကန်ကြီးလည်းတယောက်မှမပေါ့ဟုတ်တယ်မလားနောက်ပိုင်းကာလကကြတော့ဘလို့ဖြစ်လာလဲလို့ဆိုတော့ရွာတွေရက်တွေမှာဗမာနိုင်ငံမှာ နယ်ပယ်အမျိုးမျိုးပါပဲအလှူတန်းတွေကိုပွဲလန်းသဘင်ကြီးကိုအကြီးအကျယ်လုပ်ကုန်ကြတာဟုတ်တယ်မလားဘာသာရေးနဲ့ပတ်သက်ပြီးတော့ဒီထက်မှကုန်းတော်ကန်ပန်းတော်ကန်တွေလုပ်ဖူးတဲ့လူတွေဘလောက်ပါအောင်မှမသိပါဘူးဟုတ်တယ်မလားသူ့ရသူ့ရွာမှာတော့စတားတွေနေပါပေါ့ရောက်လာကြတာဒီဟုတ်တယ်မလားနော်ပြန်ပါဗျာအဲ့ဒါမျိုးတွေခေစားလာတာအဲဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့တားတော်လေးရှင်ရာဟုလားသင်္ကန်းဝတ်တာဘာမှမလိုဘူးဘာမှမလိုဘူးအမေနဲ့အဖေတောင်မပါဘူး သူကဖိုးတောင်မှမပါဘူးဒုဒ္ဓရဏမင်းကြီးဟုတ်တယ်မလားမှန်ပါဗျာကြားဘူးကြမှာပေါ့ဇာလန်းလေးကတော့သင်္ကန်းလေးဆွဲပြီးတော့လိုက်တယ်လေအလကားလိုက်တာမဟုတ်သူ့အမေကမြှောက်ပေးတာဟိုမှာတွေ့လားเนาะ तू ကလွတ်လွတ်ကင်းကင်းလည်းမကြည့်ရဘူးနန်းတော်တွေကနေပြီးတော့နန်းတော်ရဲ့လမ်းမပေါ်မှာဗုဒ္ဓမြတ်စွာဆုံးဟန်ကြွသွားတော့သူ့သားလေးကိုခေါ်တဲ့ပြီးတော့အဲ့ဒီချိန်မှာ9နှစ်ရှိနေပြီ ုဒ္ဓမြတ်စွာကတောထွက်သွားတယ်ဒီကလေးလေးဝေးကာစားရှိသေးတယ်ဝေးကာစားရှိသေးတယ်တောထွက်သွားတယ်6နှစ်ကြာတယ်ဒုက္ခရာစရိယာကို6နှစ်ကြာတယ်အကျင့်အမှားတွေပါပဲဒါတွေကတော့ဘုန်းကြီးခဏခဏပြောနေတာတည်ဥကြမှာပါနော်ခုနှစ်နှစ်လောက်ကြာတဲ့ချိန်ကြမှာဒီနန်းတော်တွေကိုရောက်လာတော့မိမိရဲ့ခင်မုန်းဟောင်းကိုရဲရဲတင်းတင်းမကြည့်ရဘူးရတော်ရရာကလေသာပြတင်းလေးကနေပြီးအตาလေးချောင်းပြီးတော့ကြည့်တယ် ချောင်းပြီးတော့ကြည်တော့အရင်လိုပဲအင်မတန်မှတင့်နေတဲ့ပုံကိုပဲနရတိဟလို့စာထဲမှာတုံးထားတယ်။ဒရတိဟဆိုတာတကယ်ကိုအင်မတန်မှရဲရင်တဲ့ပုံကိုပဲဟိုချင်းသေးနဲ့အလားတန်တူတဲ့လူသားပဲလို့အဓိပ္ပာယ်ထွက်တယ်ဗမာလူပြောရင်တော့နော်နရတိဟဆိုတာအဲ့ဒါယာဟုလာလေးကိုမြောက်ပေးတယ်သွားဟိုမှာမင်းရဲ့အဖေးအဲ့ဒါမင်းတခါမှမတွေ့ဘူးသေးဘူးမမြင်ဘူးသေးဘူးဟုတ်တယ်လေ သူမွေးကားစားလေးမှာထွက်သွားတာဟုတ် ပြတော်ထွက်သွားတာသွားလိုက်တောင်းကြီးအမွေလိုက်တောင်းကြီးရွှေအိုးတွေရှိတယ်လို့ပြောတယ်ဘယ်နားလဲထားလဲမသိဘူးဆိုတော့ကလေးလေးပေါ့စားလေးခုနှစ်နှစ်အရွယ်လိုက်တာပေါ့နော်လိုက်တာပေါ့လိုက်ပြီးတော့တောင်းတာအမွေပေးပါဦးအမွေပေးပါဒါရစ်ဇံမေဟိတာတဒေဟိတဲ့ဗမာစာလေးသုံးတာတော့မေတာတဖခင်ပေါ့နော်မေဂျွန်တို့အားဒါရစ်ဇံအမွေကိုဒေဟိပေးတော်မူပါ ဘုရားမြတ်စွာဘာမှမပြောဘူးခေါ်သွားတာကြောင်းတယ်။ကြောင်းလေခေါ်သွားပြောဗျာအရှင်သာရိပုတ္တရာကိုရောကြီးကိုခိုင်းလိုက်တော့တာပဲ။ကဲငါကိုလာပြီးတော့အမွေတောင်းတယ်။ငါပေးနိုင်တဲ့အမွေရတော့ဒါပဲဆိုပြီးတော့ရှင်ရာဟုလာလေးကိုခေါင်းရိတ်တဲ့ပြီးတော့သူကသင်္ကန်းကိုပေးလိုက်တော့တာပဲဘုရားမြတ်စွာအဲ့ဒါအမွေပဲဆိုပြီးတော့ဟုတ်တယ်မလားနော်။ဒါကြောင့်မို့လို့အဲ့ဒီခေခါတွေတော့ဘာမှအဲ့ဒါလို့ ကာသနာနဲ့ပတ်သက်တဲ့ဘာသာရေးလုပ်ငန်းတွေမှာဘာမှမပါဘူးဘာမှမပါဘူးဗုဒ္ဓမြတ်စွာဘုရားပဲဆွန်စားပင့်တယ်ဆွန်စားပင့်တယ်နော်မျိုးတမျိုးကိုရောက်သွားပြီဆိုရောက်လာပြီဆိုညနေပိုင်းတော့တရားဒဂမတွေကလာကြတော့ကြတာပေါ့နေပြန်အကြရင်တပည့်တော်တို့အိမ်ကိုဆွန်စားကြွဖြစ်အားလို့လျှောက်သွားရင်ဘာမှသူကကြီးကြီးရယ်ရီချက်ပြုံနေရတာမဟုတ်ဟင်းလေးတွေပဲချက်တာ အခုခေတ်လို့ဘုန်းကြီးအပား900ကြွလာတယ်ဖះနဲ့တကွာကြွလာမှာပဲဟာရက်ွယ်ထဲကလူတွေခေါ်တဲ့ပြီးတော့ဟာဇပွဲကုန်တွေငှားကြပါအောင်ပကန်းတွေဆေးကြပါအောင်ရက်ွယ်ထဲကအမျိုးသမီးလေးတွေဝေယဝုစအတွက်ခေါ်ကြပါအောင်ထုံးစံမရှိဘူးညာထုံးစံမရှိဘူးလွယ်လွယ်ကူကူလေးပဲကိုယ်အိမ်ချက်တယ်လို့ပဲညားများဆားဆားတော့ပို့ချက်ရမှာပေါ့အပား900ပဲကြွလာပြီဆိုရင်တပိတ်လေးတဲကိုဆုံးလေးလောင်းထည့်လိုက်တယ်တပားစာအာနောက်တကဟင်းလောင်းထည့်တယ်သူက ိုတာတော့ဗမာပြည်မှာလို့ပြောမယ်ဆိုရင်တော့သွန်းစားပင့်တယ်ဆိုတာသွန်းစားကြွသွန်းခံကြွတယ်လို့ပါပဲသွန်းခံကြွတာပါပဲဒေဗေကြွတာကိုတပားစာလောင်းထည့်လိုက်တာအဲ့ဒါကိုဗုဒ္ဓမြတ်စွာတင့်တင့်တဲ့နေရာလေးမှာထိုင်နေပြီးတော့သွန်းကိုဖုံးပေးလိုက်တာပဲဒါပဲသွန်းစားပြီးပြီဆိုရင်ထိုက်တဲ့တရားလေးခေါ်တယ်ဘာမှကြီးကြီးကျယ်ကျယ်ခုခေတ်လိုအတန်ချက်ဆက်တွေလည်းမပါဟိုအိန္ဒိယဟိုရွာဒီရွာကိုလည်းလှည့်ပတ်ပြီးတော့ဖိတ်ကြားနာမပါတော့ တကယ်ကိုအဲ့ဒီခေတ်တည်းကတော့ဘာသာရေးလုပ်ငန်းတွေကတကယ်အနှစ်သားပါတဲ့ပွဲလန်းသဘင်တွေဖြစ်တော့တယ်ဗျာမှန်ကြည့်လိုက်လို့ရှင်ပေါ့နော်ပြောရမယ်ဆိုရင်တော့နှစ်ပေါင်းကလည်း2500ကျော်လာပြီလေနှစ်ပေါင်း2500ကျော်လာတော့လူတွေရဲ့ခေတ်စနစ်တွေခေတ်ရည်စည်းကြောင်းတွေပြောင်းလဲလာတယ်လို့ဘာသာရေးလုပ်ငန်းတွေကလည်းပြောင်းလဲလာတာဖြစ်မှာပေါ့နော်ပြောင်းလဲလာတာဖြစ်မှာပြောင်းလဲလာတာဖြစ်မှာအဲ့ဒီတော့ကလည်းမတူကြတော့ဘူးပေါ့အသေးပဲဟုတ်တယ်မလားနော် အဲ့တော့ခေရေစည်းကြောင်းရဲ့တိုက်စားမှုကြောင့်မို့ဘုန်းကြီးတွေရောတန်ဃာတော်တွေရောလူတွေရောတကားတွေရောဆရာတွေရောနော်အသိဉာဏ်အလိမ်မာတွေကလည်းပြောင်းလဲကုန်ကြတာပေါ့ဘာသာရေးနဲ့ပတ်သက်ပြီးတော့တကယ်အနှစ်အသားပါပါ လုံနိုင်တဲ့ပုဂ္ဂိုလ်ကြတော့ရှားနေပါပြီနေရာတိုင်းအာမနာတိုင်းပြောရရင်နော်ဘယ်နေရာဖြစ်ဖြစ်နော်အခုဒါထိုင်းနိုင်ငံကလည်းပဲ ဗုဒ္ဓဘာသာနိုင်ငံပဲเนาะဟိုးသီရိလင်္ကာမြန်မာကမ္ဘောဒီးယားနဲ့လာအိုဆိုတာထေရဝါဒနိုင်ငံငါးနိုင်ငံဒါပဲရှိတာကျန်တဲ့တရုတ်တို့ဂျပန်တို့ကိုရီးယားတို့ဗီယက်နမ်တို့ဆိုတာဂိုင်းမတူဘူးဂိုင်းမတူဘူးမဟာယာနဗုဒ္ဓဘာသာလို့ခေါ်တယ်ဘ ਹੁ ဒုဒ္ဒပြပြောတာပါဒီကနေ့ကဘာပေါ်မှာယုံကြည်ကိုးကွယ်နေတဲ့အဓိကဘာသာကြီးတွေမှာအများအားနှစ်ခိုင်းနှစ်ခိုင်းကွဲသွားတယ် ဟာခရစ်ယာန်ဘာသာဝင်တွေဆိုရင်ပြောမင်းတော့နော်ရိုမန်ကက်သလစ်တဲ့အခုအီတလီမှာသာသနာပိုင်ပုံရမ်းမင်းကြီးဆိုတာရိုမန်ကက်သလစ်သူတို့ကို RC လို့ခေါ်တယ်သူတို့ခိုင်းကတော့နည်းနည်းတင်းကျပ်တာပေါ့ထေရဝါဒနဲ့တူတာပေါ့ဆိုကြပါဆိုနော်ဟာနောက်တခါလွန်ခဲ့တဲ့အနှစ်400လောက်ကျမှပုံရဟန်းမင်းကြီးရဲ့ဩဇာအာဏာကိုဖဲ့ထွက်တဲ့ပြီးတော့ဂျာမနီနိုင်ငံမှာမာတင်လူသာကင်းဆိုတဲ့ပုဂ္ဂိုလ်ကခိုင်းခွဲထွက်တာ ဲ့ဒီဂိုင်းကိုတော့နော်ပရိုတက်စတန်လို့လည်းသုံးတယ်တနည်းအားဖြင့်ဘက်ပစ်လို့လည်းသုံးတယ်ဂိုင်းနှစ်ဂိုင်းဂိုင်းနှစ်ဂိုင်းရှင်းအောင်နားလည်အောင်ပြောရမယ်ဆိုရင်တော့ရိုမန်ကက်သလစ်ဖုန်းတော်ကြီးတွေကအိမ်တော်မပြူဘူးပရိုတက်စတန်ဘက်ပစ်ဖုန်းတော်ကြီးတွေကအိမ်တော်ပြူတယ်အဲ့ဒါလို့ကွဲသွားတယ်မမာနိုင်ငံမှာတွေ့လိမ့်မလီနော်ချင်းပြည်နယ်ကတိတ်ခါတော်ရဆရာတော်ကြီးတွေပြန်တော်မူပြီခရိယန်တဆရာတော်ကြီးတွေပြန်တော်မူပြီဆိုရင် နောက်ကနေသာသမီတွေနဲ့ဇနီးတွေနဲ့ပါလာတာတိတ်ခါတော်ရဆရာတော်ကြီးဘသူဆိုပြီးတော့ဟုတ်လားနော်အဲ့ဒါချင်းနေရအဲ့ဒီပရိုတက်စတင်ခိုင်းနေပဲကချင်ပြည်နယ်ကခိုင်းနေကြများသောအားဖြင့်သူကတော့ရိုမန်ကက်သလစ်တွေအာစီခိုင်းနေပဲသို့တော့ခရိယန်ဘာသာဝင်တွေမှာလည်းဗုဒ္ဓဘာသာဝင်တွေလိုပါပဲဘုန်းကြီးတို့ကြောက်မဲမှာဆိုရင်ဘုရားကျောင်းကြီးတွေကိုးကျောင်းတော့ရှိတယ်တကြောင်းကိုတကိုင်းပဲဗျာအဲ့ဒါတကြောင်းတကိုင်းပဲသူတို့ ိုးချင်းပြည်နယ်ကိုဘုန်းကြီးကရောက်သွားတယ်တာဝနာပြုပေါ့အဖွဲ့တွေနဲ့လိုက်သွားတာအိမ်လေးက၃အိမ်ရှိတာဖះเจ้าကနှစ်ခုဖြစ်နေတယ်ဟာဘယ်နဲ့ဟာတော့ဟာမင်းတို့ဟာတော့အိမ်တအိမ်ကမတူဘူးတဲ့ဂိုင်းမတူလို့တဲ့သူတို့ခရိယံဂိုင်းနေပေါ့အဲ့လိုမျိုးတွေအဲ့ဒါကခရိယံဂိုင်းမှာလည်းအဓိကဂိုင်းကြီးနှစ်ဂိုင်းဩအစ္စလမ်ဘာသာဝင်တွေနော်ဂိုင်းနှစ်ဂိုင်းပဲရှီးယိုင်းမွတ်စလင်နဲ့ဆွန်နီမွတ်စလင်နဲ့နော်ဘယ်အချိန်မှာစကွဲတာလဲလို့မေးရင်သူတို့တွေတွေ့ရတော့ တမန်တော်မိုဟာမက်တည်တဲ့အချိန်မှာသူ့နေရာကိုဘယ်သူဆက်ခံရမလဲအငင်းကုန်ဖြစ်ကြရင်လည်းကွဲသွားတယ်။ခဏလေးအချိန်အီရန်လို့ဆော်ဒီအာရေဗျာလို့ဆိုတဲ့နိုင်ငံတွေကရှီးယိုက်မွတ်စလင်တွေရှီရှီအစ္စလမ်ဘာသာပြောကြပါလို့ရှီယိုဆိုတဲ့အစ္စလမ်ဘာသာတွေတိကျတယ်လေတွေ့တယ်မလားအမျိုးသမီးတွေနော်အကုန်လုံးခြုံထားရတာ။အော်ဒီနားလေးကမလေးရှားတို့အင်ဒိုနီးရှားတို့ကြတော့ဆွန်နီမွတ်စလင်တွေအဲ့ဒါလောက်မပြင်းထန်ဘူး။ အမျိုးသမီးတွေတွေ့တယ်မလားသူတို့ခေါင်းဆောင်လေးတွေမှာပန်းပွန့်လေးနဲ့အလှပါလေးတောင်ချဲထားသေးတာဘယ်ရလိမ့်မလဲဟိုမှာ sorry လို့ဘာရောခုန UAE လို့လို့ခေါ်တဲ့နိုင်ငံတွေအီရန်တို့ကြတော့အကုန်လုံးကိုအမဲကြီးတွေသူကဝတ်ထားတာဘာသာရေးစီးမြင်နေတာအဲ့ဒါဆွန်နီမွတ်စလင်နဲ့ရှီးအိုက်မွတ်စလင်အဲ့လိုကွဲသွားတာပဲမတည့်ဘူးအီရန်နဲ့အီရန်နဲ့စစ်ပွဲကြီးတွေအကြီးကျယ်ဖြစ်တာလွန်ခဲ့တဲ့နှစ်ပေါင်း20ဆစ်လောက်ကကြားဦးကြမှာပေါ့အဲ့ဒါဘာသာရေးစစ်ပွဲပဲ အီရန်တွေကရှီးယိုက်မွဆလင်တွေအီရတ်ကဆွန်နီမွဆလင်တွေအကြီးကျယ်တိုက်တာမကြခင်ကတေဝရဲကြားဝူရမှာပေါ့ဆက်တန်ဟူစိန်ဆိုတဲ့ပုဂ္ဂိုလ်ကဆွန်နီမွဆလင်အာရှီးယိုက်မွဆလင်တွေရဲ့ဘာသာရေးပွန်းလန်းတဲ့ပင်တွေဆိုသူကအကြီးကျယ်ပိတ်ပင်နေပြီးတော့ရှီးယိုက်မွဆလင်တွေလည်းတိတ်ကွတာဒါကြောင့်မလို့ပြဿနာတွေဖြစ်ကြတာနော်အဲအဲ့ဒါလိုပဲခုနကပြောခဲ့ပြီဗုဒ္ဓဘာသာမှာလည်းအဓိကဂိုင်းကြီးကနှစ်ဂိုင်းကျွဲသွားတယ်နှစ်ဂိုင်းကျွဲသွားတယ်နှစ်ဂိုင်းကျွဲသွားတယ် အိန္ဒိယနိုင်ငံမှာစတင်ပြီးတော့ပေါ်ပေါက်လာတဲ့ဗုဒ္ဓဘာသာခိုင်းကြီးဟာဘုန်းကြီးတို့ရဲ့ထေရဝါဒလို့ခေါ်တဲ့ဗုဒ္ဓဘာသာကတော့အနှစ်300လောက်ပဲခိုင်းတယ်အနှစ်300လောက်အနှစ်300လို့ကတော့ပြောလို့မရဘူးပေါ့လေအနှစ်400ကျော်လောက်ကတော့ခံပါသေးတယ်နော်အနှစ်400ကျော်လောက်ကတော့ဆိုကြပါစို့သာသနာတော်မှာအမျိုးသားယဟန်တော်တွေအမျိုးသမီးယဟန်တော်တွေနှစ်မျိုးရှိတယ်ဘုရားဘာသာမှာဖခင်လက်ထက်တုန်းက မိရွေးတော်ဂေါရမဂေါရမီဖြေဒီမအမျိုးသမီးကြီးကိုအကြောင်းပြုပြီးတော့အမျိုးသမီးတွေကိုလည်းရန်ဟိုခွင့်ပေးခဲ့တာဗုဒ္ဓမြတ်စွာအဲ့တော့အမျိုးသားတွေမှာ20ပဲရှိတယ်ကိုရင်နဲ့ယဟန်အသက်20မပြည့်သေးရင်သင်္ကန်းဟိုရလို့ရတယ်ကိုရင်ပေါ့အသက်20ပြည့်သွားရင်ယဟန်ခံဒါပဲနှမျိုးတည်းရဲ့အမျိုးသမီးတွေကြအဲ့လိုမဟုတ်တော့30တောင်ရှိတယ်ကိုရင်ပေါ့အသက်18နဲ့မပြည့်သေးရင်ကိုရင် တ်၈နှစ်ပြည့်ပြီဆိုရင်နှစ်နှစ်တစ်ဆက်အစစ်တစ်ဆင့်ကျန်းနေတယ်တိခမန်းလို့သုံးတယ်စာထဲမှာတိခမာနဆယ်ပါးတီလာကိုထင်းထင်းနဲ့ပုတ်ကိုအဲ့ဒါမှတ်တာဗမာလူအချင်းပြောအပြင်ပြောရင်တော့ဆယ်ပါးတီလာကိုနှစ်နှစ်ထင်းထင်းဆောင်းဆောင်းရတယ်အဲ့ဒါတစ်ဆက်နောက်အသက်20ပြည့်သွားပြီဆိုမှယဟန်ဝင်ခံယဟန်မဘောဘိက္ခုနီဘောအဲ့တော့အမျိုးသမီးတွေကြတော့၃ဆင့်ကိုရှိနေတယ် အဲ့ဒီ30ရှိတဲ့အမျိုးသမီးတွေဟာလေသာသနာတက်ကြီးရဲ့200 300လောက်ပဲအိန္ဒိယမှာသူတို့တွေရက်တည်နိုင်တယ်300ကျော်သွားတော့မရှိတော့ဘူးအိန္ဒိယနိုင်ငံမှာအဲ့ဒီဘိက္ခုနီဆိုတဲ့အမျိုးသမီးတွေပျောက်ကုန်တော့တာပဲသာသနာတက်ကြီးရဲ့အနည်း400ကျော်မှပေါ်လာတာမိလိန်တာမင်းကြီးနဲ့အရှင်နာဂသိမ့်မထေဆိုတာဗုဒ္ဓဘာသာဝင်တဲ့ကြားဘူးကြားလိမ့်မယ်ဟုတ်ဟုတ်တယ်မလားဖျားပရိနိဗ္ဗာန်ဆံပြီးအနည်း400ကျော်မှအဲ့ဒီဘုရင်ကြီးကပေါ်လာတာ အဲ့ဒီအချိန်မှာတော့အမျိုးသားယဟန်နေတော့ရှိကြပါသေးတယ်အမျိုးသမီးယဟန်နေရတော့မရှိတော့ဘူးလို့ပြောကြတာသို့သောတိရိလင်္ကာလို့ခေါ်တဲ့ခဏိနော်